မန္တန်မဟာရာဇဝင်တော်ကြီးတတရတွင်ဤသို့ဆိုအပ်ခဲ့ပြီးသောဒုတိယပရိစ္ဆေဒ၏အခြားမဲ့နေအာဒိဇဝန္ဒတာဂိယအနွယ်တော်လျင် အမွန်ရှိသောမြမမင်းတို့၏တည်ရင်အစပထမဖြစ်သော၎င်းပြည်ကြီးကို အစမူသည်ဖြင့်ထိုထိုသော ပြည်ထောင်ထီဆောင်မင်းအပေါင်းတို့၏အနွယ်လာသာသနာတော်မြတ်၏အခြေအမြစ်မွေတော်ဓာတ်တော်ဖြစ်တော်မူသော အလုံးစုံသောမြမမင်းတို့၏အကြောင်းကို ဆိုပြန် မေဇိမဒေတာတာကိယအနွယ်ဖြစ်သောအဘိယာစာအမည်ရှိသောမင်းသည်တကောင်းပြည်ကြီးကိုလက်မှန်တည်ကြောင်းတကောင်းပြည်ကြီးအကြောင်းကားကကုတေဘုရားလက်ထက်တော်၌တန်တာရပုရဟုတွင်၏ဂေါဏဂုံဘုရားလက်ထက်တော်၌ယထပုရဟုတွင်၏ကတ္တဘဘုရားလက်ထက်တော်၌တင်တွဲဟုတွင်၏ငါတို့ဂေါရမဘုရားလက်ထက်တော်၌တကောင်းဟုတွင်၏ထိုတကောင်းပြည်ကြီးနှင့်အဘိယာစာအမည်ရှိသော တကြသာကိဝင်မင်းသည်အဆစွာတီထောင်၍မင်းပြတော်မူ၏ထိုအဘိယာဇာမင်းကြီးအကြောင်းအားငါတို့မြတ်စွာဘုရားသည်ဘောရုအောင်မြေဗုဒ္ဓဟေနှင့်တစ္ဆာလေးဆင့်ပွင့်တော်မူမူမီရှေလွန်လေးပြီးသောအတိုက်ကာလ၌ကောသလတိန်ပြင်ဆက်လျက်တိန်နှစ်တိန်တို့ကိုအစိုးရသောပြင်ဆက်လျင်မင်းကကောလီယာမင်းအားအမျိုးဆက်လိုသောငါအမတ်တို့ကိုစေ၍တမိတောင်းရာကောလီယာမင်းကဇာတိမန်ဖြင့်မချင်းမငန်သောစကားကို ဆိုရှိသောကြောင့်ပြင်ဆလီယမင်းကောလီယာမင်းတို့ဆက်ကြီးဖြစ်ကြရာပြင်ဆလီမင်းနိုင်၍ကောလီယာဒေဝတဟကပိလဝတ်မိသောဒုံပီထောင်သောတာကီဝင်းမင်းတို့ရှုံးလေလျင်သုံးပြခွဲ၍တာကီဝင်းမင်းတို့ပြစည်းလေ၏နောင်မတဖန်တီထောင်ပြန်၍သုံးပီထောင်သောတာကီဝင်းမင်းတို့စီပြန်လေသည်ရင်တို့ဒါကီဝင်းမင်းတို့ပြစီသောအခါကပိလဝတ်ပြည်မှအဘိယာဇာမိသော တကြတာကိဝင်းမင်းသည်မိမိဘိုးချေအလုံးရင်းကိုယူ၍မစ္စည်းမဒေတာမှထွက်ခွာခဲ့သဖြင့်တင်္ကာရယထမိသောတကောင်းပီကြီးကိုတီဆန်တော်မူ၏ထိုအဘိယာဇာမင်းတီထောင်ရင်းဖြစ်သောတကောင်းပီကိုတင်္တာရယထဟု၍၎င်းတင်္တာရနဂိုဟု၍၎င်းရေးသားရှိ၏ထိုအဘိယာဇာမင်းကြီးနတ်ပီဆန်တော်မူလျင်တာတော်ကံရသာကြီးညီတော်ကံရသာငယ်မင်းကြီးနောက်နှစ်ပါးနန်းလူကြရာအမြတ်ပညာရှိတို့က အချင်းအရှင်သားတို့စစ်ကြီးဖြစ်လျင်ပြည်သူတော်ဝါအပေါင်းဒေဂျီပစ္စည်းချင်းဖြစ်လက်တဲ့သည်စိတ်ရထိုးတော်မမူကြနှင့်ကုသစေထိုးတော်မူကြရမည်ဟုဆိုလက်တော်မင်းကြီးနောင်တို့လည်းအတုလျင်ငါတို့ကုသစေကိုထိုးရအံ့နည်းဟုမေးကြတော်အရှင်သားတို့အလှမန်းတဲ့ကြီးကြီးစွာတယောက်တဆောင်စီညာရင်းချင်းအပြီးဆောက်လုပ်တော်မူချေကြရမည်ရင်းတို့ဆောက်လို့ရတွင် အလျင်ပြီးတော်သူသည်ခမည်းတော်၏အရေးရာကိုခံ၍ မင်းပြတော်မူရမည်ဟုအမတ်တို့ဆိုပေသောကောင်းပေစားဟုဝန်ခံမိလျင်မင်းကြီးနောက်နှစ်ပါတောင်တယောက်တလုံးယူ၍အလူမန်းတက်ကြီးကြီးစွာစီရင်ကြ၏ရင်သောအခါနောင်တော်ကံရသာကြီးမူကားတစ်ကြီးဝါကြီးတို့ဖြင့်စီရင်သောကြောင့်မပြီးလေညီတော်ကံရသာငယ်မူကားတိတ်ငယ်ဝါငယ်တို့ဖြင့်စီရင်မိလျင်ပစိုးဖြူလွှမ်းလေထုံပွေးဆွ့၍ပြေးလေ၏ထိုကားမို့တော့၍ညီတော်ကဆောက်လို့သော မန္တပ်ဖူဖွေးပြီးသည့်ကိုနောင်တော်မြင်လျင် နောင်တော်ကံရစာကြီးသည်မိမိအလုံးရင်းကိုယူ၍ဤယာဝိမြစ်ကိုစုံခဲ့ပြီးလျင်တန်လာဝရီမြစ်ကိုဆန့်ခဲ့၍ကလေးကျတောင်ညိုကို ရာဇဂျိုသမုတ်၍6လဘိုးဝင်ခန့်တော်မူ၏ထိုအခါသူနာပရန်ပြူကန်းရန်တစ်တို့ကမင်းလျာတောင်းသောကြောင့်တတော်မူဒုစိတ်တော်ကိုပြူတို့အရက်မှာ မင်းပြုတ်ဇေပြီးလျင်ကံရစာကြီးမင်းသည်ကပ္ပစနရီမြစ်အရှိဖြစ်ကြောက်ပရောင်းမြို့ကိုတီထောင်၍ 84နှစ်စံနေတော်မူသည်ထိုကားမှ ရှေးမာလာယူမင်းတီထောင်ရင်းဖြစ်သောဓညဝရီမြို့ဟောင်းကိုတင်ယူ၍ထီနယ်မြို့ပြထပ်ပြီး၍တီထန်တော်မူလေသည်ညီတော်ကံရစာငယ်မူကားတကောင်းပြည်တွင် ခမည်းတော်အရေးရာရွှေတိရှင်နံစိုးစံတော်မူသည်ရင်းတို့လျင်တကောင်းပြည်ရင်း၌အဘိယာဇာမိတော်တစ်ကြတာကေဝင်းမင်းကြီးမှဆ၍တားတော်ကံရစာငယ်တားတော်စပြူဒီပရာဇာတားတော် တင်ခတရာဇာတားတော်ဝိပနရာဇာတားတော်ဒေဝတရာဇာတားတော်မုဏိရာဇာဘာထွေးတော်နာဂရာဇာညီတော်အိန္ဒြရာဇာတားတော်သမုဒိရာဇာတားတော်ဒေဝရာဇာတားတော်မဟိန္ဒရာဇာတားတော်ဝိမလရာဇာတားတော်တိဟနုရာဇာတားတော်မင်္ဂနရာဇာတားတော်ကန္တရာဇာတားတော်ကလင်္ကရာဇာတားတော်တင်တွဲရာဇာတားတော်တိဟရရာဇာ ားတော်ဟန္တရာဇာတားတော်ဝရရာဇာတားတော်အလောင်းရာဇာတားတော်ကောလကရာဇာတားတော်သူရိယရာဇာတားတော်တင်းကြီးရာဇာတားတော်တင်းချစ်ရာဇာတားတော်မဒုရာဇာတားတော်မင်းလာကြီးရာဇာတားတော်တန်တုတိဟရာဇာတားတော်ဒဒင်ကရာဇာတားတော်ဟိန္ဒရရာဇာတားတော်မောရိယရာဇာတားတော်ဗိနကရာဇာရင်းတို့၃ချိတ်၃ရောက်သောမင်းတို့သည် တင်တာရယထမိသောတကောင်းပီကြီးနှင့်အစင်တိန်မင်းပြတော်မူကုန်၏ထိုမင်းတို့အဆုံးစွမ်းဖြစ်သောဗိနကရာဇာမင်းကြီးလက်ထက်တင်တာရယထမိသောတကောင်းပီကြီးကိုခန္ဓာလျက်တိန်စိန်ပြီကတရုတ်တရဲတို့နှောက်ရှက်လာ၍တင်တာရယထမိသောတကောင်းပီကြီးပြစ်စည်းလျင်ဗိနကမင်းကြီးသည်ယုံမိသမတ်သောဘုရားအလုံးရင်းနှင့်မလဲချောင်းတို့ဝင်၍နေတော်မူ၏ထိုရက်တွင်ဘေနကမင်းကြီးကံတော်ကုန်လျင် ဘောဘာအလုံးရင်းတို့သည်တုံးစုခွဲလေ၏တစုလူတို့ကအရှိမျက်နာ ရှမ်း39ခန်တီထောင်၍နေကြ၏ထိုမှဆ၍ဘိန္ဒကမင်းမျိုးဟုတွင်လေ၏တစုလူတို့ကအီရမြစ်ကိုဆုံးခဲ့၍ပြူကန်းရန်တက်တို့၏အရက်တွင်မူရုစိတ်ဒသတ္တတကဝိမင်းတို့နေရာသူနာပရတိုင်းတို့ဝင်ကြလေ၏တစုလူတို့ကမိဖုရားကြီးနဂတ်ဆိုင်နှင့်နေမြဲမလဲရက်တွင် နေကြလေ၏ ိုကားမဇိမဒေတာ၌ဂေါရမအမိရှိတော်မူသောငါတို့မြတ်စွာဘုရားထင်ရှားပွင့်တော်မူ၍တာဝတ်ထစ်ပြီးဗရဏတိကောသလမင်းကကပိလဝတ်ပြီးမဟာနာမမင်းမှာသမိတောင်းတီကိုအမျိုးအနွယ်ပြည့်မီဆိုသည်ဖြင့်မင်းသမီးအစ်စ်ကိုမပေးဘဲမဟာနာမမင်း၏ဇမရင်မြင်သောဝါတဝခတိယမိသောမင်းသမီးကို ပေးလိုက်၍မိဖုရားမြှောက်သောဝိတ္တုကမင်းသားကိုဖွားမြင်၏မင်းသားအရွယ်သို့ရောက်လိုက်သောကပိလဝတ်ပြီးသို့လာ၍ ပြန်လက်ခဲ့သည်ရှိသောဝိတုဒုဘမင်းသားနေရာကိုကျွမ်မာသားနေရာဟုရေရွက်၍နိုးရည်ဖြင့်ဆေကျော်ချောင်းကိုဝိတုဒုဘတီလျင်။နောင်ငါမင်းဖြစ်သောအခါဤသူတို့၏လက်ချောင်းသွေးဖြင့်စေအံ့ဟုရန်ညှို့ထားလေ၏။ခမည်းတော်မရှိသည့်နောက်ဝိတုဒုဘမင်းသားမင်းဖြစ်၍ရန်ညှို့ထားသည့်အသိတာကိဝင်းမင်းတို့ကိုဖြစ်စည်းအံ့ဟုစေအင်္ဂါ၄ပါးနှင့်၃ကြိမ်တွင်ထွေလေသည်ကိုမြတ်စွာဘုရားမြတ်တော်မူလေ၏။လေးကြိမ်မြောက်၌တာကိဝင်းမင်းတို့၏ရှေးဝက်ကိုမြင်၍ မမြတ်တော်မူသည်နှင့်ဝိတုဒုပမင်းလန်းစစ်ကြီးချီလေ၍ကပိလဝတ်တို့ရောက်လျင်မဟာနမမင်းထံနေသူမတ်တပါတာကိဝင်းမင်းမျိုးတို့ကိုနှိုးဆွမမကြံအကုန်တက်လေ၏တာကိဝင်းမင်းလောင်းမင်းလျင်မြစ်ကိုကင်၍မြစ်ဟုဆိုတတ်သူကျူဟုကင်၍ကျူဟုဆိုတတ်သူမဟာနမမင်းထံ၌နေတတ်သူတို့သာကျွင်း၏မြစ်ကိုကင်၍လွတ်တော်သူကိုတိနတာကိဝင်းမင်းဟု ခေါ်၏ကျူဟုကင်၍လွတ်တော်သူကို နာလတာကေဝင်ဟုခေါ်၏မဟာနာမမင်းကုန်မီ၏လွတ်တော်သူတို့ကိုပဂရိတာကေဝင်ဟု၏တာကေဝင်မင်းမျိုးသုံးပါးပြလေ၏ထိုအခါတာကေဝင်မင်းမျိုးတို့သည် မောရိယမျိုးဝိဒိဒဂီရီမျိုးပန်တုရာဇာမျိုးစသောထိုထိုရတ်တို့နှင့်ရှောင်ရှားနေရလေကုန်၏ယင်းတို့လျင်အလွန်မမြတ်သောဘူမိနှစ်တန်မြေကြံနှင့်ပြည်စုံသဖြင့်တယောက်သောသူလျက်အရာထောင်သောသူတို့ကိုနိုင်စွမ်းရဖြစ်သောမဟာယာဇဌာနီး မင်းနီပြီးတော့ရည်ဖွဲ့ဖြစ်ရာအင်္ဂါခတ်သိန်းနှင့်ပြည်ဆောင်သော အချင်းခုနှစ်ယူဇနာချက်သောရှစ်တောင်းမကသောမင်းတို့ဆန်ရာတက္ကရာတိန်ဖြစ်သောကပိလဝတ်ဒေဝတဟကောလိယမိသောတိန်ပြည်ကြီးဖြစ်လျက်ဖြစ်တတ်ပြည့်တတ်သောသဘောတရားမှမလွတ်နိုင်ချေသောကြောင့်ကောလိယမင်းလက်ထက်တစ်ကြိမ်မဟာနာမမင်းလက်ထက်တစ်ကြိမ်နှစ်ကြိမ်စဉ်ပြည့်စည်လေသည်ထို့သောတာကိဝေမင်းတို့ပြည့်စည်လေသောအခါတဇရာဇာမိသောတာကိဝေမင်းသည် မိမိအလုံးရင်းနဲ့တကွမက်ဆီမဒေတာမှာအစဉ်တိုင်းလာလည်ရရှေးဦးစာမောရီယာမြို့ကိုတီထောင်ဆန်နေ၏ဤရက်၌ဓမ္မပဒအထကရာဆတော်သတနာကျန်းတို့၌မောရီယာဟု၍ဂေါရမပူရနာဆတော်လောကီကျန်းတို့၌မောရင်ကဟု၏ယခင်ရာဇဝင်တို့၌မောရင်ဟု ဆို၏ယခုမွေရင်တွင်၏ရင်ကတဖန် ပြောင်းပြန်ခဲ့၍တင်းတွဲပြီကိုတီထောင်ဆန်နေလေ၏ရင်ကတဖန်ပြောင်းပြန်ခဲ့၍မလဲအရက်တွင်ရှိသော နာဂဆိုင်မီဘုရားနေတွေ့လေတော့ဆွေတူမှုမြတာဂိယာကြီးဖြစ်၍မိမိဘုရားနှစ်ပါးစုံမဲ့တော်မူပြီးလျင်အညာပကံပြီကိုတီထောင်ဆန့်နေပြန်၏ထိုတွင်တားတော်ဝိယာကကိုဖားမြင်တော်မူ၏ရင်းကတဖန်ပြောင်းပြန်ခဲ့၍ရှေးတွကြတာဂိဝေမင်းတို့ဇန်နေရာတင်တထယထမီသောတကောင်းပီကြီးကို ပြင်စလေးရဲ့ပြည်သမုတ်၍ဒီနေမျိုးပြတီထောင်တော်မူသည်ထိုပြီးတော်ကို ပြင်စတကောင်းဟုတွင်၏ထို့ ပြင်ဆက်၎င်းကိုတီထောင်ပေးလျင် အလွန်ကြီးကျယ်သောမင်းတို့၏အစီရင်ဖြင့်မြို့နန်းတိုင်းတော်မူသည်ထီဆောင်မင်္ဂလာ မဟာဥက္ကင်ကဖွင့်တော်မူသည်တို့သူဒီပဒဇရာဇာနာမဒစိတ်ခံတော်မူသည်မဟာသင်္ကြန်ခေါ်တော်မူသည် ရာဇဘိတိကခံတော်မူသည်ဒုက္ခမိန်ပညာရှိတို့ကိုရှေးဦးစွာဘွဲ့အမိပေးတော်မူသည်မူလောမတ်တော်လေဝဲလေးရအမှုထမ်းအရာထမ်းစင်တယ်မြင်းတယ်ခြေတယ်တထေတကြွယ်ပုံသား ဟူရစေတမလက်သမားတို့ကို1060သောအဘွဲ့အမိပေးအပ်တော်မူ၏သူတို့သဗျူဒီပဒဇရာဇမင်းကြီး ရှင်နန်းတော်တီတိစာရန်ကရှင်နန်းတီမီကို3နှစ်နဲ့9လကျန်တော်မူ၏နမ်မတီတိန်အလုံးကို ရှင်လင်ပန်းခန့်၏တီရန်တိန်အလုံးကိုငွေလင်ပန်းခန့်၏နမ်မတိုင်တိပြားကိုဗရန်ပြားမြူတီတလုံးယဟန္တာနှစ်ပါးပရိမိတ္တပြုရ၏ရှင်နန်းတော်အထက်ကိုကနဂါနတ်တို့ လာလုတ်ကုန်၏အော်ဝါကိုကတင်တတငကိုသားတို့လိုရ၏အလွယ်တွင် ပြက်သက်တဆောင်းဘုံကိုစင်နမ်းမကအတွင်ဥကင်အပြင်ဥကင်လင်းမြင်နာထားကုန်၏လင်းမြင်နာ၌နန်ဂျိုတင်ဖျားအတွင်နှစုအပြင်နှစုထား၏တင်ကြံခေါ်ရန်အနဝတ္တဒီသာရေမြေကြီးငါးစင်းရေတို့ကိုနှက်တို့ပို့လာကုန်၏အေရီမြေရင်နှင့်ပေါင်း၏မဟာတင်းကြံခေါ်တော်မူ၏ မိဖုရားမောင်မမိတံပြည်သူတို့လည်းယင်းသည့်နှစ်ဥသိမင်္ဂလာပြုရကုန်၏။တင်းချံခေါ်ပြီးလျင်နန်းတဲ့တော်မူသောအခါဗြမမင်း၊နဂါမင်းတို့ကလက်ရာတကြားမင်းပစုံနဲ့မင်းတို့ကလက်ဝဲပရောဟိတ်ပုံနာရှစ်ယောက်တို့ကိုခယူသိန်းလက်ရာရဲ့ရှစ်လုံးကိုစီကင်လေးလက်ရာတော်ကနေရ၏စစ်သူကြီးအမတ်ပေါင်းတသိန်းမိဖုရားကြီးနှစ်ပါးမိဖုရားငယ်900စင်ဖြူ90တိန်တော်မင်း180 အမက်ဘောဝအပေါင်းချမ်းရန်လေးမြင်းနှံတက်တော်မူသည်ပြီးမှနမ်းမထက်တက်တော်မူ၏နန်းတဲ့ထမင်းစားတော်ခေါ်၏ထမင်းအိုး190ဟင်းအိုး190မူရောလင်ပန်းနှင့်ပြင်၏နန်းကျိုဖျားကိုလည်းတင်၏တကြားဗြမထီချင်းဆောင်နှင့်မြူဆောင်နှင့်တို့ကိုလည်းတင်၏နန်းရင်မြင်းတို့ကျဲတော်မူ၏ကြောင်တော်ခုကိုလည်းစားစေ၏ထို့နောက်ဒနာဤတွင် လူနှစ်ယောက်ကို စားစေ၏ထို့နောက်ဒနာဤတွင် မင်းကိုယ်တိုင်စားတော့ခေါ်ဤအင်ရှင်မင်းမဆိုင်မူမက်တို့စားရကုန်ဤထိုအခါအင်ရှင်စီကြီးကိုနတ်တို့ပို့လာဤမူယူစီကြီးနှလုံးကိုက ထိဖြူခန္ဓာကတအပားတွင်တစ်ဖက်တစ်လုံးဆွဲထားရဤပေါ့ချိုစီကြီးတစ်လုံးကပြင်းစီကြီးတစ်လုံးစကားစီကြီးတစ်လုံးဗရောက်စီကြီးတစ်လုံးကျွန်းစီကြီးတစ်လုံးခေါင်းလောင်းငါးလုံးအမိကားနားတော်လျှော့တစ်လုံးနားတော်တင်တစ်လုံးနားတော်ပတ်တစ်လုံးနားတော်ဆောင်တစ်လုံးနားတော်တွင်တစ်လုံးပေါင်း ငါးလုံးဒီထိုမင်းလက်ထက်ရတနာမိုးလေးကျင်ရွာဤမိဖျားဤနှစ်ပါတားတော်နှစ်ကျိတ်တမီးတော်နှစ်ကျိတ်ပေါင်းလေးကျိတ်ဒီတားတော်နှစ်တမီးတော်ကိုဆုံဖက်တော်မူ၍ထိုမင်းကဆ၍သရုံးမဟာရဇာမင်းတိန်အောင်ညီတော်တားတော်အစစ်အဖြစ်တကျိတ်ခွနှစ်ယောက်သောမင်းတို့အစဉ်တိုင်းမင်းပြုကုန်၏ထိုမင်းတို့၏အမိကသရုစပြုဒီပဒဇရာဇာမင်းသရုတိန်ရရာဇာမင်းသရုယထာယမင်းသရုတခွန်းယမင်း တို့လှန်ပြန်ရမင်းတို့ရွှေမင်းတို့ဂလုံးရမင်းတို့နဂါရမင်းတို့နဂနိုင်မင်းတို့ရလဟောမင်းတို့ပေါင်းရှိမင်းတို့ကြောက်ရှိမင်းတို့စင်လောင်မင်းတို့စင်ထိုင်မင်းတို့အသိချစ်မင်းတို့မင်းကြီးမင်းတို့မဟာယာဇာမင်းအီတကြိတ်ခွနှစ်ယောက်ဒီထိုမင်းတို့ကနတ်မိတ်စာဘလူရက်ခမွေးနဂါတို့နှောက်ရှိသောကြောင့်စီးစိမ်နန်းတဲ့မရှိလေတည်းထိုအခါ၁၈ဆက်သော မင်းတို့၏အဆုံးစံဖြစ်သောသရိုးမဟာယာဇာမင်းကြီးလက်ထက်တာယောက်ကြမရှိမိဖုရားကြီးဂိန္ဒီဒေဝီမောင်တော်ခေပတုဒ္ဒကိုအင်ချစ်အရာ ထားတော်မူ၏ရင်းတို့သောအခါပြည်တို့အရ၌ကံယာဇာကြီးမင်းသားတော်မုရုစိတ်တမင်းသားမှဆ ảy နွယ်လာစင်စစ်ဆင်းသက်ခဲ့သောတကြတာကဝင်းဖြစ်သောတံပူလာမင်းကိုဓညဝရီကနှောက်ရှိယူဆောင်လာ၍ထုံမီမိဖုရားနန်းခမ်းကမိမိအလုံးကြီးနဲ့တကွတကြအင်းတို့ပြောင်း၍နေလေ၏